လေသမားတက်ဖွဲ့စည်းအ၍တိုင်းရက်ပြီချာမိစ္ဆာများအားစွန်စားတော်လန်ဆရာဆန်ကဖွားမြင်ခဲ့တာ အောက်တိုဘာ24 149နှစ်ဖြစ်ပါပြီတကားတမိုင်းကိုပြန်ကြည့်တော့အောက်တိုဘာလ24ရက်1896ခုနှစ်မှာလေသမားတော်လန်ရေးကောင်းဆောင်ဂလုံဆရာဆန်ကိုမွေးဖွားခဲ့ပါတယ်2025ခုနှစ်အောက်တိုဘာလ24ရက်နေ့က149နှစ်ရှိပါပြီ မြမာပြည်သားလေယာလုတ်သားပြည်သူတွေအတွက်အာနာပိုင်တွေရဲ့ထောင်ကျိုးစဉ်ကိုဆရာဆန်းကရဲရဲကြီးတက်သွားခဲ့တယ်ရင်ဆိုင်သွားခဲ့ပါတယ်ဘဝဆက်ဆက်ဖိနှိပ်သူတွေကိုတိုက်ပွဲဝင်ချေမှုန်းရသူ ဖြစ်ပါစေသားလို့တစ္ဆာဆိုသွားခဲ့ပါတယ်တမိုင်းမှာတော့နေမဝင်အင်ပါယာကြီးကိုဓာလန်လက်နဲ့လောက်နဲ့မြင့်မတော်ကိုစည်းစည်းနဲ့ပောက်ခဲ့ကြတယ်လို့ရှုတ်ချခဲ့ကြသူတွေလည်းရှိခဲ့ကြပါတယ်ရှေယိုဇွဲမင်းလောင်းမြော်ဝါဒနဲ့ ဓာပီစေတနက်ပီစေအင်းအိုင်လက်ဖွဲ့တွေတုံပြီးစစ်တိုက်ခဲ့ကြလို့ဆရာဆန်းဂလုံလဲသမားတပုံကြီးဟာကြာဆုံးခဲ့ကြရတယ်လို့ပြောကြတာလည်းရှိပါတယ်။ဒါပေမဲ့လည်းဖိနှိပ်အုပ်ချုပ်သူကိုအနိုင်ကျင့်ဗိုလ်ချနေသူတွေကိုအာမမျှပေမဲ့ရရလက်နက်ဆွဲပြီးပြန်ချရမယ်ဆိုတဲ့အတွေးခေါ်တရက်ဟာဆရာဆန်းတော်လန်ရေးကနေပေါ်ပေါက်လာတာပဲမဟုတ်ပါလား။နေချက်တော်လန်ရေးဖက်စစ်တော်လန်ရေးຫນွေဦးတော်လန်ရေးအထီလဲ ကူးဆက်လာတာမဟုတ်ပါလားတောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင်ဆရာစံ1930ပြည်နှစ်ကစတင်ခဲ့တဲ့တောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင်ဆရာစံကို1896ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာရှေဘုခရိုင်တရက်ကန်အရှိရွာမှာမွေးဖွားခဲ့ပါတယ်ဖခင်ဦးကြီးမိခင်ဒေါ်ဖက်ဖြစ်ပြီးမောင်နှမ9ယောက်ရှိရာမှာအငယ်ဆုံးဖြစ်ပါတယ်မြမလူမျိုးဖြစ်ပြီး ဆရာဆန်ရဲ့အမည်တစ်မျိုးကဥရကျော်ဖြစ်ပါတယ်။ဥရကျူးဥရတန်းဒေါ်အေးမြင့်ဒေါ်အေးစင်တို့ဟာမွေးချင်းတွေပေါ့။ဆရာဆန်ဟာတိုင်းရင်ဆေးဆရာဖြစ်အောက်ပြည်မှာလှည့်လည်ဆေးကုရင်အဲ့ဒီချိန်ကအမျိုးသားရေးကိုစားပြု GCBA အသင်းမှာအဖွဲ့ဝင်ဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အင်္ဂလိပ်လက်အောက်တောင်သူကသမားတွေစင်ရတွင်နေနေတဲ့ဘဝကိုမခံမရက်နိုင်တဲ့အတွက်1930ပြည့်နှစ်အောက်တိုဘာလ26ရက်နေ့မှာတာယာဝတီခရိုင် အင်းရွာမကြီးကုန်းဘုံကြီးကျောက်မှာကလုံတပ်ဖွဲ့တွေကိုစတင်ဖွဲ့စည်းပြီးအင်္ဂလိပ်ကိုလက်နက်ကင်စတင်တိုက်ခိုက်ခဲ့ပါတယ်။ဆရာဆန်းကို အင်္ဂလိပ်ဆိုရာကဖမ်းမိခဲ့ပြီး1930ခုနှစ်နိုဝင်ဘာ28ရက်နေ့မှာတာယာဝတီထောင်မှာကျိုးပီးကွပ်မျက်ခဲ့ပါတယ်။ဆရာဆန်းအာဇာနီတာယာဝတီကလုံဖွဲ့လေးချိုးကြီး။အော်ဘာမဟုတ်ညာမဟုတ် မြမာမနုဿတွေမှာဖြင့်မဟာဒုက္ခမဟာဒုက္ခဟဲ့ဇယဒုဗလအယွယ်အသွမ်းမသွေးတင့်နဲ့နှကမ်းမွေးအမြင်မဟုတ်တာတောင်မှဆရာဥက္ကဋ္ဌမခွဲကြငန်းဆွေးတော်လဲဘန္နဘေးရှင်ဘရင်လောက်ရပါတော့ကမထမ်းဘေးအသွင်တရုတ်ကဲနဲ့နှုတ်သမှုမကောင်းပါလေ။အော်မန္တလေးခင်တုတ်တို့နဲ့ကျုတ်တို့အကြောင်းပဲ။အော် ်မြမပြည်တော်အန်းတွင်ဖြင့်တာယာဝရီစခန်းစီကအာဇာနီအစွမ်းတွေဟိုရင်ယမန်ကဘ ਹੁ ပလင်ပြန်မှာတမတမတိန်အောင်လို့တဲ့ဘိုးဝင်ခန်းကမြမကိန်းတွေနဲ့ညာစိမ့်တောင်ညူညူကကျောင်းကိုက အောင်ဘ ਹੁ ရွှမ်းလိမ့်မတဲ့ထုံးလက်ခေါင်ပရမီပေနော်ကွယ်အစွမ်းမနှဲ့အညွန့်တဲ့နေကြအော်လွမ်းပွဲ့အောင်မီ ရင်းအတိတ်ခါမှာမြန်မာတသက်ပြီမို့အင်္ဂလိပ်စာတဘာသာမတက်ထားကြောင်းနဝင်ဟိတ်အလာရရရာဓာတ်တွေနှင့်ဩအာနာပါဏကတ်တွင်မှဗာမမတ်ညာမမတ်ပုံကံပလီဘုံပြန်တပြေမှဖြင့်တွင်နဝင်းကြည်မလာအိုကွဲဂလုံးအလံတွေနှင့်တနင်းငွေသဘောရတက်ကေလှိုင်းနှစ်ဖက်တူပြိုင်လို့ ဇဘူးတပိုင်းကဘာမှာ မုံကြစုရဲ့လို့သူအနိုင်ငါအရှုံးသာပါတပါဆက်ဘုံအမူယာမှာမတူတာတူတာနဲ့အာနာလယုံထူကထူကနဲ့ဘယ်သူတမတာကိုခက်လိုက် ပြုံးရမလို့နဲ့နှစ်ပြူဟာစစ်တိုက်တုံးတွင်မှဓမ္မရတ်ရမိုက်ဘုံတော်အတရေဂုံနှင့်ရေရမုံတာငွေကမင်းတွင်မ ရွှေရကုံအောင်မြေစခန်းပေပတောင်ချီဗဟန်းသူတပိတ်အမာကလေးတွေမှဖြင့်ထိတ်စရာအေးပုံမှာပြပါရှံဖို့လို့မဟာဆန်းဆန်းအထက်ထက်သောအချွန်းတွေအမွန်းတွေနဲ့တာလာဇရက်ကွင်းတွင်မှနန်းညွတ်တိုက်စာအလိုက်ပါတာကြတယ်လို့ပါဩဆရာမကင်းသူကမြမချင်းချင်းတွေကာတာမပေါ့လို့ တာကွင်းအပြီးနီးစရာကိုမြမမင်းကြီးပဲလို့ခြားရော်သလားတားမြို့အရာကိုအစုံဖန်ဖို့ရကုံစံချစ်စရာတပြီတို့မှဖြင့်အုံအရဟံတစ္ဆာဂရိတွေနှင့်ဂလုံတရဏံကိစ္ဆာမိကြပေတော့အမေမင်းအပြစ်ပရာမထိစေခြင်းနဲ့ဖဏိတစေတနာမနောတွင်မှရှိရှိသမျှအဝေးရာသဘောပါကွယ်ဩခိခါကြီး ြီးွားတကြောကိုဖြင့်ရှ िख ာတိတိဖြစ်မှာတိတိပြီးအိုးမဆန္နာရဲ့မေတ္တာရှိတာကြောင့်ကဝီကတိတိချာချာဟောဆရာကြီးသခင်ကိုတော်မိုင်းအထက်ပါလေးကျိုးကြီးအပြင်ဆရာဆန်ဂုံပြုကပြားတွေများစွာရှိပါတယ်ဆရာဆန်ရဲ့ကလုံတက်တိုက်ပွဲတွေအကြောင်းလဲဇာတိဖွဲ့ကြဝိတ္ထုတွေဖွဲ့ကြနဲ့များလာပါပြီဒီနှစ်ကလုံဆရာဆန်ရဲ့ 149နှစ်ပြည့်မှာသူရဲ့နောက်ဆုံးအချိန်ကျိုးစဉ်အတက်မှာတောင်မတုံမလုံဒူရတတိနဲ့အာဇာနီပြည်ပြည်သားသားရှိသွားခဲ့တာကိုတင်ပြလိုတာပါ1930ပြည့်နှစ်တောင်တေသမအရေးတော်ပုံကြီးမှာဗြိတိရှ်အစိုးရအစည်းအဝေးခန်းစာရ1929 1930မှာဂျိုးဒန်ခံရသူပေါင်း86ယောက်တတကြွန်းပြည်တံခံရသူပေါင်း218ယောက်ရှိခဲ့ပြီး1930 31မှာတော့ဂျိုးဒန်ခံရသူပေါင်း 144ရောက်တသက်တကျွန်းခံရသူက186ရောက်1931-32မှာဂျိုးဒန်ခံရသူပေါင်း112ရောက်တသက်တကျွန်းပြစ်ဒဏ်ခံရသူဟာ486ရောက်ရှိခဲ့တယ်လို့ဖော်ပြပါဗျ။ဆရာဆိုင်ရတောင်သူကမရေးတော်ပုံကြီးအရေးနိုင်ခဲ့ရတာဟာလက်နက်အင်အားမညီမျှတာဝါဒရေးရခင့်မိတဲ့သဘောတရားမရှိတာနိုင်ငံရေးပါတီကြီးတစ်ခုခုကဥဆောင်မှုမရှိတာ ပြည်သူတရက်လုံးကိုစီယုံနိုင်စွမ်းမရှိပဲလေသမားလူတန်းစားတက်တက်ကတာပါဝင်ခဲ့ကြတာတွေကြောင့်ဖြစ်တယ်လို့တမိုင်းသူတေတီတွေကသုံးသပ်ခဲ့ကြပါတယ်။ဘာပဲဖြစ်ဖြစ်ဆရာဆန်ကတော့သူ့ကြိုးစဉ်အတက်ကို မတုံ့လှုပ်ခဲ့ပါဘူး။ကြိုးစဉ်မကြောက်ကျွန်တပေါက်မှလွတ်မြောက်ရလန်းသူ့လျှောက်လှမ်းရနောင်တမဖက်ဘဝဆက်တိုင်းနေချက်ရိုင်းတွေနိုင်ရစေကြောင်းသူစူတောင်းခဲ့ပေတကား။ 1931ဩဂတ်စ်2ရက်မှာဆရာဆန်းကို နောင်ချိုမြို့မြောက်ဘက်30နဲ့ကလွယ်ကွဲခရိုင်ခိုခိုနောင်ကွမ်းရွာနားမှာအင်္ဂလိပ်ပလိတ်တွေကဖမ်းဆီးရမိသွားခဲ့ပါတယ်။ဩဂတ်စ်4ရက်နေ့မှာတော့ဆရာဆန်းကို နောင်ချို အချုပ်ထောင်ကိုပို့ခဲ့ပါတယ်။အဲဒီကနေတစဉ်ဩဂတ်စ်4ရက်နေ့တာယာရီထောင်ရောက်ပါတယ်။1931 28ရက်နေ့ဆရာဆန်းကိုတေရန်အမိန့်ချမှတ်လိုက်ပါတယ်။ စာဆိုကြီးဥပုံညာကဲ့သို့ နောက်ဆုံးကဗျာရေးသွားခဲ့သူဆရာဆန်းတောင်တွေသမားရေတော်ဘုံခေါင်းဆောင်ကြီးအာဇာနီသူဘဏကဂလုဏရာဇာဖွဲ့ခံဆရာဆန်းကိုတာယာဝတီထောင်မှာ1931နိုဝင်ဘာ28ရက်စနေနေ့မနေ့9နာရီ45မိနစ်ခန့်ကကြိုးပေးကွမျက်လိုက်ပါတယ်မချက် အင်္ဂလိပ်ဆိုရာကဆရာဆန်ကိုကျိုးပေးရက်သတ်မှတ်ကျိုးပေးပြီးမှတ်တမ်းတွေတိတိကျကျထားရှိပြီးကြီးညာပေးပါတယ်အခုမဟာလာတို့ဇောင်းမဲ့လုံတို့ကိုချင်းမီကိုစရာတော်တို့ကိုခိုးကြောင်ခိုးဝဲကြိတ်သက်ပြီးမှမတိမကျမရေမရတရင်စာမှာရောင်ဝါဝါကြီးညာတာမျိုးမဟုတ်ပါကျိုးပေးခိုင်ရကနီဆရာဆန်ကကြပြလေးငါ၄ဘိုက်ကို ဖွဲ့ဆိုခဲ့ပါသေးတယ်မြေသူမြေဝါဤကပါတွင် ခန္ဓာခိုင်ဆွဲ မမြဲမှတ်ရာလူတထွားသည်မိတ္တ၁၁ငြိမ်းရဖြစ်သော စစ်စစ်ဧကံပြိဋိဗ္ဗံတို့အ мян ထုတ်ချောက်မရောက်ရသည် လူတဝေးတို့တေဘေးတွေ့ဖြစ်လာအမှန်ပြင်းမြဲပြန်သည်ကြောက်သွေးဟူ၍နှံစိတ်တမြမှဝိစိတ်ထဲရိမ်မဝဲသည် အမြဲမတီလူဟူတီကမရှိအသက် ကြားနေပြက်ကိုပြက်ပြက်ထင်ထင်ငါအမြင်သည်ထအောင်မြန်မာလူတကာတို့ဇရာခေါ်ဆိုငါကုံလိုလျင်ကျူးပုတ်တိယုံဒီတို့ကုံလဲအဆုံးဆိုရေးကျိုးတံပေးနှင့်ဝေးရမည်သည်ဆရာဆံကိုကျိုးစင်တင်တက်စင်ကတာယာဝတီထောင်မှုကလေးအဖြစ်ဆောင်ရွက်ခဲ့တဲ့ငင်းစားထောင်ပိုင်ဝင်ဦးစိန်ကသူ၏မျက်မြင်ကိုယ်၏အဖြစ်ပြက်ကိုအခုလိုပြောပြခဲ့ပါသည် မနက်ဖြန်ကြိုးပေးတော့မယ်ဆိုတော့အခုလိုညမှာဆရာဆန်းကိုကျွန်တော်တို့ကြိုးစင်နီးမှာရှိတဲ့ကြိုးဓာတ်ကိုပြောင်းထားလိုက်ပါတယ်။အဲ့ဒီညမှာဆရာဆန်းဟာကောင်းကောင်းအိပ်ပါတယ်။မချက်မနက်ကြိုးပေးခံရတော့မယ်သူတွေဟာညအိပ်မပျော်ကြတာတွေများတတ်ပါတယ်။ဆရာဆန်းရင်တဘုံအမှုနဲ့ကြိုးပေးတဲ့လူပေါင်းဟာတရားရီထောင်ထဲမှာ တရားတွင်းမှာရှိပါတယ်။တရားခံကြိုးပေးတော့ကျွန်တော်အနားမှာရှိပါတယ်။ကျွန်တော်နဲ့ဆိုရင် နှစ်တောင်လောက်ပဲဝေးပါလေဆရာဆန်ကြိုးပေးတဲ့နေရာကတော့အခုလက်ရှိတာယောက်လေးထောင်ကကြိုးစင်အဟောင်းပါပဲအခုတက်ထိရှိပါသေးတယ်ပြောင်းလဲမှုမရှိပါကြိုးသမားတက်လိုက်လို့ရှိရင်နှစ်ဆင်ရှိတဲ့နဲ့ဝဲဘက်ကဆင်ဖြစ်ပါလေကြိုးပေးတဲ့နေကဒုတိယရေးပိုင်ဖြစ်တဲ့ဥကျော်ကိုတိုင်တက်ရောက်ပါလေလဗရန်ကမြူနစ်စပယ်လူကြီးများ အထူးအာဏာရတရားသူကြီးများ30ကသူကြီးများအထူးထင်ရှားတဲ့လူ 20လောက်ရှိပါလိမ့်မယ်။အချိန်ကတော့မနက်9:45မိနစ်လောက်ရှိပါလိမ့်မယ်။အကျဉ်းသား2ယောက်ကျိုးတိုက်ကဆရာဆန်းကိုထုတ်ရပါတယ်။တယောက်ကကျိုးတို့အင်ကြီးခေါ်တဲ့တိုက်ထုတ်အင်ကြီးဝတ်ပေးပြီးတော့လမ်းထိပ်ကိုလက်ထိပ်ကိုနောက်ပြန်ခတ်ပြီးတောင်စစ်ကိုေးကနေပြီးတော့နောက်ပြန်ကြိုးချီလိုက်ပါတယ်။ဆရာဆန်းကအမျိုးပါသာသာသနာပညာကြီးပွားရာကြီးပွားချောင်းဆောင်ရွက်လို့အခုလိုကြုံတွေ့ရတာပဲ။ ဒုက္ခလိုမှတ်ပါတယ်ဖယ်ပေးကြငါဟာငါတက်မယ်ဆိုပြီးအကျဉ်းသားနှစ်ယောက်ကိုဖယ်လိုက်ပြီးတွန်းပစ်လိုက်ပါတယ်ပြီးတော့သူ့ဟာသူတက်သွားပါတယ်ဒါပေမဲ့ကျဉ်းသားနှစ်ယောက်ကတော့အနာကနေဖိဖိမမခေါ်သွားတာပါပဲခေါ်သွားတဲ့ခါကျတော့ကျိုးစင်ပေါ်လေရောက်ရောအနာမှာရှိတဲ့ဧည့်သည်တွေကို နှုတ်ဆက်သွားပါတယ်သွားပြီတဲ့ဖြစ်လျာဘဝမှာအင်္ဂလိပ်ကိုအနိုင်ရတဲ့ကို ဖြစ်ပါစေလို့ဆိုပြီးစူတောင်းသွားပါတယ် ဆရာဆရာရဲ့နောက်ဆုံးချိန်ပြောသွားတဲ့စကားတွေဟာမဆာလာဦးနေဝင်းကမတရားတပ်ဖြတ်လိုက်တဲ့ចောင်းသားကောင်းဆောင်စလိုင်းတင်မောင်ဦးကျိုးစင်တင်ချိန်ပြောသွားတာနဲ့အတူတူပါပဲ1986ခုနှစ်ဇွန်လ26ရက်ကျိုးပေးစဉ်ကစလိုင်းတင်မောင်ဦးကငါတော့သွားပြီမင်းတို့စစ်အာဏာရှင်ကိုဆက်တိုက်ကြမင်းတို့စစ်ဖက်နှက်အောက်မှာငါဘယ်တော့မှဒူမထောက်နိုင်ဘူးငါ့ကိုတက်လို့ရရင်ရမယ်ငါခံယူချက်နဲ့ငါစိတ်တက်ကိုတက်လို့မရဘူးဆိုတဲ့ စကားတွေပြောခဲ့ပါတယ်။တောင်သူလူသမားတွေကိုစစ်တပ်ကမတရားပိုကြအာဏာသိမ်းခဲ့တဲ့1962ခုနှစ်မတ်လ2ရက်နေ့ကိုသတ်မှတ်ထားတာမသင့်တော်ပါ။လက်ရှိကျင်းပနေတဲ့ညမာပြည်ရဲ့တောင်သူလူသမားနေ့ဟာလူသမားတွေကိုမလေးမစားစော်ကားသလိုဖြစ်နေပါတယ်။တကယ်ကဆရာဆန်ရဲ့မွေးနေ့အောက်တိုဘာလ24ရက်သို့မဟုတ်ဆရာဆိုင်ရဲ့လေသမားတော်လန်ရေးစတင်တဲ့ဖားရွှေကြော်ရွာတိုက်ပွဲနှွေတီကိုတတ်မှတ်တင်ပါတယ် 1980ပြည်နှင်တဝိုက်မှာမြမဆိုရှယ်လစ်လမ်းစဉ်ပါတီမဆာလာခိဆရာဆံပုံပါတဲ့60ကျပ်တန်နဲ့55ကျပ်တန်ငွေဆက်ကူတွေရိုက်နေခဲ့ပါတယ်ဒါပေမဲ့တကယ်မလေးစားလို့လားမသိအဲ့ဒီငွေဆက်ကူတွေဟာနောက်ပိုင်းမှာမရှိကြတော့ပါမဆာလာဥက္ကဋ္ဌကြီးဦးနေဝင်းကဗီရင်ရရအတွက်ထုတ်ခဲ့တဲ့ဆိုတဲ့အဲ့ဒီ55နဲ့60တန်တွေဟာအခုချိန်မှာတော့မတွေ့ကြရတော့ပါတကယ်တမ်းသာတောင်ကြီးသမားတွေကိုအလေးထားတယ်ဆိုရင် ကလုံးဆရာဆန်ကိုဂုံပြုတ်ချင်ရင်ဆရာဆန်ပုံမှာငွေဆက်ကိုတွေဟာအပြောက်ွယ်သွားတင်ပါဘူးဆရာဆန်လက်သမားတော်လန်ရေးရဲ့ຫນွေဦးတော်လန်ရေးဆရာဆန်လက်သမားတော်လန်ရေးဖြစ်သွားတာက95နှစ်ပြည့်ခဲ့ပါပြီဆရာဆန်တော်လန်ရေးကို မင်းလောင်ဝါဒါလို့နေချက်အုပ်စိုးသူကဆိုခဲ့ပါတယ်မင်းလောင်မောင်တန့်ဘဏ္ဍကယတိတို့လို့ တီဘောပါတော်မူပြီးချိန်ဗြိတိရှားတို့ပုံကံထကြွားခဲ့တဲ့ပုံကံသူခေါင်းဆောင်တွေတဲမှာခေဟောင်းပရိသတ်ရဲ့နိုင်ငံရေးနည်းတွေနဲ့တိုက်ခိုက်ခဲ့ကြတယ်လို့မျိုးဆရာဆန်းဟာလည်းမြမဘရင်ဆန်းစနစ်ကိုအသက်သွင်းတာလို့ဆိုကြပါတယ်။ဒါပေမဲ့ဆရာဆန်းရဲ့ကြိုးစားမှုကအရာထင်ခဲ့ပါတယ်။ဆရာဆန်းတပုံအရင်နေ့အရင်နေ့ခဲ့ပေမဲ့ဆရာဆန်းကြိုးပေးခံရပေမဲ့အဲ့ဒီပုံကံမှုကြောင့်ပဲလက်နက်နဲ့တိုက်ရမယ်ဆိုတဲ့စိတ်သက်တွေမြမလူငယ်တွေကြားမှာ ရင့်တန်လာခဲ့ပြီးရဲဘော်၃ချိန်ဂျပန်သွားတဲ့အထိဖြစ်လာတာပါ1942ခုနှစ်ဒီဇင်ဘာ26ရက်ကဘန်ကောက်မှာဗမာတပ်မတော်ကိုဖွဲ့နိုင်ခဲ့ပြီးမြန်မာပြည်ကိုဝင်တိုက်နိုင်ခဲ့ပါတယ်အလားတူပဲနေဥဒေါ်လာရစ်မှလည်းမဲပေးရွေးချယ်ရုံနဲ့မရတာဆန္ဒပြရုံနဲ့ဒီမိုကရေစီမရတာတွေကိုပြည်သူတရလုံးနားလည်လာခဲ့ပါတယ်တနတ်နဲ့အုတ်ချုပ်သူကိုတနတ်နဲ့ဖြုတ်ချရမယ်ဆိုတဲ့အတွေးခွန်နဲ့ NUG PD ရဲ့တပ်ဖွဲ့ပြီး တိုက်ခဲ့ကြလို့အခုတော့အာနာသိန်းစစ်ရှုံးတက်ကြီးဟာရှက်စရာကြီးလို့ဖြစ်နေပါပြီ။ငါနဲ့သား PDF ကို နိုင်ရင်လဲ290 professional တက်ကြီးမှုနိုင်တာလို့ပြောခံရမယ်။အခုစစ်ရှုံးတက်ဖြစ်နေတော့လဲအပင်ကြီးလို့သာနှကွန်းဖြစ်နေတာပြရတရာတကူကမရှိဘူးလို့ရှုံချကဲ့ရဲ့ပြီးပြောနေကြပါလေရော။လက်လက်အင်အားချို့တဲ့သောဆရာစံတက် ဆရာဆန်းရဲ့လက်သားမသဘုံကလုံးတက်ကြီးဟာငွေတို့ပေးကြည်တီးတွေရဲ့တန်း၊နယ်ချက်အခွန်ကောက်တဲ့တန်း၊တကြီးဆိုးအရာရှိဇိုးတွေရဲ့အနိုင်ကျင့်မှုတန်းတွေကြောင့်ပြည်သူတို့စီယုံရေးဘက်တွေမှာအားကောင်းခဲ့ပါတယ်။ဒါပေမဲ့လက်နက်ခရံချိုးတဲ့လွန်လှပါတယ်။စတင်ပုံကန်ချိန်မှာ ပြည်တွင်းဖြစ်လက်လုံတနက်အလက်30ကျော်40လောက်ပဲရှိပါတယ်။ဓာလန်၊ဝချွန်၊ဒူလေး၊လေးမြားတွေနဲ့ဝရင်တုတ်တွေပဲရှိခဲ့တာပါ။အမတူ အာမျှပေမဲ့ဖြရားဘူးဇံပြန်ကြွတယ်လို့ပဲမတရားမှုမခံကြပုံကိုခိမိတနတ်တွေမှာစေတနတ်တွေနဲ့တောင်သုံးဆွဲပြစ်ခတ်နေကြတဲ့နေချက်ဗြိတိရှတက်တွေကိုတိုက်ခိုက်ဖို့မလွယ်ကူတာသူတို့သိပေမဲ့အဲ့ဒီချိန်က တောင်တူလေသမားတွေဘဝဟာလေစီဝါရေးကြက်တက်မှုတန်နဲ့အင်္ဂလိပ်နိမဝင်းအင်ပါယာရဲ့အမျိုးမျိုးနှိမ့်ဆက်ညှဉ်းပန်းတဲ့ဒဏ်တွေကိုမခံနိုင်လို့ငရဲရင်တော့အသေးမခံတာရင်သာအသေးခံပြီးဆိုသလိုအသက်ရှင်လျက် ဆင်းရဲငတ်ပြဲနေရခြင်းထက်မိမိထက်အဆအဆအင်အားကြီးမားတဲ့ရန်သူကိုရရလက်နက်နဲ့ပြန်တိုက်ပြီးဂုံတိတ်ခါရှိရှိတေရတာက မြတ်တယ်ဆိုပြီးတိုက်ခဲ့ကြတာပါအခုနေဦးတော်လန်ရစ်မှာလဲစစ်တပ်အာဏာသိမ်းစားကငါးသိန်းကျော်စစ်တပ်ကြီးကိုလက်နက်မရှိဘဲမင်းတို့လူငယ်တွေမနိုင်ဘူးဆိုတဲ့အပြောတွေအခုတော့တိတ်သွားပါပြီဆရာဆန်ဒေါ်လန်ကြီးလိုပဲရရလက်နက်ဆွဲကင်ဒေါ်လန်အသေးခံခဲ့ကြလို့နေဦးဒေါ်လန်ကြီးဟာအခုစင်တီရောက်ရှိအောင်မြင်ခဲ့တာပါ အခုလည်းပဲဆရာဆန်ဒေါ်လန်ရေးကစခဲ့တဲ့ခံချမှပြန်ရမီတာစိတ်တက်တွေဟာတပြည်လုံးကိုကိန်းဝင်နေပါပြီရှေ့ကိုတို့လို့ရောက်ရနေရရရပုံစံတွေနဲ့ပြည်ရင်းပြည်ပနေရမလဲຫນွေဦးဒေါ်လန်ရေးမှာတိုက်ပွဲဝင်နေကြပါပြီမြို့60ကျော်ကိုတောင်တင်ထားနိုင်ပါပြီຫນွေဦးအောင်ပွဲတွေလည်းတဖြည်းဖြည်းညှိလာပါပြီဆရာဆန်146နှစ်ပြည့်မွေးနေ့ ဗမောတင်အောင်ရဲ့မွေးနေ့တတိယကြတယ်မောင်တော်ကခရမ်းဥတင်မာဝင်းရန်ကြီးအောင်စိန်ဝင်းဥညိုဝင်းနီအောင်မေသူဘာကြီးမိုးဟန်တာဝရီဦးဝင်းတင်နဲ့ဆရာဆန်းစသည်ဖြင့်မွေးနေ့တွေအမှတ်ရကြပါတယ်တက်ရှိထင်ရှားစေအမေစုမွေးနေ့ဆိုရင်လဲဂျွန်ရှက်စကိုရောက်ရင်မွေးနေ့ရှင်မပါဘဲနဲ့အဆူလို့ညံလို့စီလို့ကားလို့ပန်းတွေကိုစီပန်ရလို့ပေါ့မာလာမွေးနေ့ ဥနေဝင်မွေးနေတယ်ဆိုရင်တော့ဘယ်သူမှမသိကြပါစိတ်မဝင်စားကြပါပြည်သူကိုတက်ပြက်နှိပ်စက်ခဲ့တဲ့သူတွေကို ပြည်သူတွေကမတိကြိုးကြွန်ပြူကြပါလေပြည်သူက ပြန်ပြီးတော့ဒဏ်ခတ်ကြပါလေဆရာဆန်းလူလည်းသမားရာသမားလက်သမားဆင်ရသားပြည်သူတွေရဲ့တိုက်ပွဲဝင်ဒေါ်လန်ရေးခေါင်းဆောင်တယောက်ကိုတော့သူ့မွေးနေ့နှစ်ရာထောင်ပြည့်လေတရိယာနေကြမှာပါပဲအခုကတော့ 2025ခုနှစ်အောက်တိုဘာလ24ရက်ဂလုံးဆရာဆန်ဟာ140ခုနှစ်ပြည့်ခဲ့ပါပြီခမညာဟုတ်ကဲ့ဒါကတော့ဒီဝီဗီမှာပေါ်ပြထားတဲ့ဆောင်းမရှင်မောင်တူးရဲ့ဆောင်းမလက်ရာ ဖြစ်ပါတယ်ခမညာ